ဲကြောက်ဖြစ်ရနောက်ဆုံးရအချိန်တွေကအချိန်တွေကောင်းတယ်ပေါ့ဗျာအဲဘယ်နေ့ဘယ်ရက်မှာကျွန်တော်တို့ပြောရမလဲဆိုတာကိုပဲစောင့်ကြည့်ရုံပဲပေါ့နော်အဓိကတော့မြို့ပေါ်မှာဒီလုံခြုံရေးတွေတိုးမြင့်ပြီးတော့ခြားထားတယ်အဲပြီးတော့မြို့တွင်းနေရာတွေမှာလည်းဘန်ကာတွေအများပြားဆောက်လုပ်နေရတယ်ရှိတယ်သူတို့ခန့်စစ်ပြင်နေရပေါ့ဗျာအဲခါလေး34မှာဆိုရင်ဒါဘန်ကာတွေအများကြီးတိဆောက်နေရတယ်သူတို့လုပ်နေရရှိတယ်ပေါ့နော်ဒါသူတို့ခန့်စစ်ပြင်နေတဲ့အပိုင်းနောက်တစ်ခုကတော့ဒါစစ်ပွဲကမြို့နဲ့အရန်နီးကပ်လာတာဖြစ်တဲ့အတွက်မြို့ပေါ်မှာရှိတဲ့ခုနလိုစစ်ကောင်စီရဲ့တပ်တွေကနေပြီးတော့ဒါထွက်ပြေးတိမ်းရှောင်နေစစ်သားမိသားစုတွေရှိလာတယ် အဲသူကတော်တော်များများတော့ဘေးကနေရှောင်လဲဆိုတော့ရေချောင်းကနေရှောင်ကြတယ်။ပုံချောင်းကနေသွားဖို့အတွက်အဆင်မပြေဘူးဆိုတော့သူတို့အတွက်ဒါသူတို့နားလေတော့နော်။ဘာလို့လဲဆိုတော့ဖြတ်တိုက်လိုက်ဖြတ်ပြင်းလိုက်လုံနေရရှိတာဖြစ်တဲ့အတွက်သူကအဲရေချောင်းကနေပြီးတော့တခြားသူကဒါထွက်ပြေးတင်းရှောင်တာမျိုးတွေလုပ်တယ်။အဲအဲ့မှာထူးခြားချက်ဘာရှိလဲဆိုတော့ခုနကလိုတင်းရှောင်နေဆိုတဲ့အထဲမှာစစ်သားမိသားစုတွေတင်မဟုတ်ဖဲနဲ့အရက်သားဒေသခံပြည်သူတွေလည်းပါတယ်။အဲအဲ့တော့ကျတော့သူတို့ဒါရှောင်ရပြီဆိုတဲ့အချိန်မှာရေချောင်းအသုံးပြုတယ်။သုံးပြုတယ်ဆိုတဲ့အချိန်မှာသူက အဲအရက်သားမိသားစုတွေအတွက်ကြတော့ခက်ခဲပြီးတော့စစ်သားမိသားစုတွေသွားဖို့အတွက်ကြတော့အရန်လွယ်ကူတယ်။ဘာဖြစ်လို့လဲဆိုတော့တို့ကတို့ပဲစီမံရတာစီစဉ်ရတာဖြစ်တဲ့အတွက်ဒီလူတွေကြတော့ချက်ချင်းလက်ငင်းရှောင်းတန်းခွင့်ရတယ်ပေါ့နော်။အရက်သားပြည်သူတွေဒေသခံပြည်သူတွေကြဘာဖြစ်လဲဆိုတော့ဒါအုတ်ချွေးယုံနေရနေပြီးတော့ဒါထောက်ခစားတွေယူရတယ်။အဲလက်မှတ်တွေယူရတယ်။ပြီးရင်ပတ်စံတွေပေးရတယ်။တခါလေပွဲစားတွေငားရတယ်။အဲပြီးတော့အဲအခုရရင်တော့မှအခုသွားခွင့်မပေးဘဲနဲ့ရက်တွေအချိန်တွေအများကြီးစောင့်ဆိုင်းခိုင်းတာမျိုးတွေရှိတယ်ပေါ့နော်။ ရှိတော့ကြတော့တို့တို့အချိန်ဆွဲခံရသလိုအခက်အခဲတွေလည်းအများကြီးကြုံရတယ်။အဲအဲ့လိုမျိုးတို့ကခွဲခြားထားတဲ့ပုံစံမျိုးတွေလည်းရှိတယ်ပေါ့နော်။နောက်တစ်ခုကဒါဘန်စနစ်တွေလုံးဝရက်ဆိုင်သွားတယ်။ရက်ဆိုင်သွားတာမှသူကပုတ်ကလိကဘန်နဲ့ပတ်သက်တဲ့ဟာတစ်ခုမှဒီမြို့ပေါ်မှာမြို့ပေါ်မှာဒါလုံဆောင်တာမျိုးလဲပတ်တာမျိုးမရှိတော့ဘူး။စစ်ကောင်စီနဲ့ပတ်သက်တဲ့ဘန်တစ်ခုပဲလုံဆောင်တာရှိတယ်ပေါ့နော်။အဲ့မှာလည်းသူကဘာဖြစ်လဲဆိုတော့ ဒီလူတယောက်ကိုပေါ့နော်တယောက်ကိုတပတ်မှာပတ်စံနှစ်သိန်းပဲထုတ်ခွင့်ပေးတယ်အဲအဲ့လိုပုံစံမျိုးတွေနဲ့သူတို့ကန့်သက်ထိန်းချုပ်တာမျိုးတွေလည်းလောက်လာပြီပေါ့နော်ဘတ်စနစ်တွေလုံးဝရပ်ဆိုင်းပြီဆိုတဲ့အခါတည်တဲ့အတိုင်းပဲမြို့ပွဲအခြေအနေကဒါစစ်ကောင်စီအတွက်ဘလောက်တောင်မှအခြေအနေဆိုးနေတယ်လဲပြီးတော့ပြည်သူလူထုအတွက်ပေါ့နော်အခက်အခဲတွေလည်းအများကြီးရှိလာနိုင်တယ် အဘလိုပဲဖြစ်ဖြစ်ဒီနေရာတွေကိုတင်ပိုက်ပြီးသွားပြီဆိုရင်တော့ဒါအရှိမှလည်းပေါ့နော်အဲခါတက်တော့အေးတင်ပိုက်ပြီးသားမြို့တွေလိုပဲပြန်ပြီးတော့ဒါလုံးဝအုပ်ချုပ်မှုရန်နေရာတွေပြန်ပြီးလက်ပတ်နိုင်ဖို့စူးစမ်းလိုက်မှာပေါ့နော်အဲအဓိကတော့စစ်ကောင်စီလုံးဝကင်းရှင်းသွားဖို့အတွက်ကိုစူးစမ်းနေတဲ့အချိန်မှာတော့ ဒီခက်ခဲကြီးတော့ရင်ဆိုင်ရနိုင်ခြင်းရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအရခတ်တက်တော်နေ့စဉ်ထိုးစစ်စစ်တိုက်ခိုက်ဖို့ကြိုးစားနေတဲ့နေရာရက်တရင်ပေါ့နော်အမှတ်30နေ့ရက်တရင်အဲ့ဒါကိုလည်းနေ့စဉ်နဲ့များတိုက်ခိုက်တာတွေရှိတယ်အဲအချို့နေ့တွေမှာသွားပြီးတော့တိုက်ခိုက်တယ်ပြစ်ခတ်တယ်လက်နက်ကြီးနဲ့စော်တယ်အဲပြီးရင်ပြန်ပြီးတော့ဆုတ်ဖွဲ့တာတွေရှိတယ်အဲလိုလုပ်တဲ့အချိန်မှာဟိုဘက်ကထွက်ပြေးတယ်တေးတယ်ဒဏ်ရာရတယ်ဒါမျိုးပုံစံမျိုးတွေလည်းရှိတယ်ပေါ့နော်အဲပြီးတော့ဖိအားပေးတယ်လို့ပြောမှာပေါ့နော်အဲနောက်တစ်ခုကတော့ဒါခါလက်ရ34ပြီးရင်ခါမရ943 94အဲ့ကအဖွဲတွေပေါ့နော်အဲ့ကတက်မိသားစုတွေ ဒါတော်တော်များများရေချောင်းအနေထွက်ပြေးရရှိတယ်။ကားနဲ့သွားလို့မရဘူးပေါ့နော်။အဲပြေးတဲ့အချိန်မှာသူကဘာထူးကြလဲဆိုတော့ပြည်မဘက်ကပေါ့နော်။ပြည်မဘက်ကဆိုတော့ဒီရခိုင်ဒေသကမဟုတ်ဘဲနဲ့အခြားနေရာဒေသကအဖွဲ့တွေကိုတော့သွားခွင့်ပေးတယ်။အဲဒါဘလို့အဖွဲ့တွေခြံခဲ့လဲဆိုရခိုင်ဒေသဘက်ကစစ်ကောင်စီမိသားစုတွေကကြတော့ခြံခဲ့တယ်။ ဲ့တော့မင်းတို့ကဒီနေကံမင်းတို့ကဒီဒေတာလူတွေဆိုတဲ့ပုံစံမျိုးနဲ့တို့ကခြံခဲ့တာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမဖြစ်တဲ့အရာပေါ့နော်တို့အထက်ထဲမှာကိုပဲခွဲကြတာတွေဆက်ဆက်တာမျိုးတွေဒါဖြစ်လာနေတယ်ပေါ့နော်အဲတချို့ကြလည်းဒါနေခဲ့ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလည်းနေခဲ့ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတော့ရှိမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အရကတက်တော်ကကျုံးရင်ရှဲကျုံးပါလေအဲကြအဲ့လိုမျိုးခွဲကြပြီးတော့လုပ်တဲ့ဟာမျိုးတွေကစစ်ကောင်စီဘက်မှာတွေ့လာနေရတယ်ဒါသူတို့အတွင်းထဲမှာတော့မှခွဲခြားဆက်ဆံပါလေဆိုကနေကွာဒါပြည်သူပေါ်မှာဆိုပူတော်မှာစိုးဦးမယ်ပေါ့နော် နောက်တစ်ခုကတော့ဒါခမရ943 942ပေါ့နော်အဲ့ဒီတက်တွေကစကားစစ်သားတွေကသူကလက်နက်နဲ့ပါထွက်ပြေးတဲ့သူတွေရှိတယ်အထွက်ပြေးတာမှသူကတိုက်ပွဲတိုက်ခိုင်းတဲ့နေရာမှာလည်းအဲမရှိဘူးမတိုက်ချင်တော့ဘူးပြီးရင်ခုနလိုအာခတ်တတော် AAC မှာလည်းလက်နက်ချတာမျိုးအလံပြူထောင်တာမျိုးမလုပ်ချင်ဘူးအဲဒါမဲ့ဒီနေရာမှာသူတို့နေလဲမနေရတော့ဘူးဆိုတဲ့အတွက်အဲ့လက်နက်တွေပါယူပြီးတော့ ရက်ထဲရွာရွာလေးတွေပါထွက်ပြေးတာရက်ကွက်တွေရက်ကွက်ကြားတွေထဲမှာထွက်ပြေးရပါတော့အဲဒါကြအဲ့လိုမျိုးထွက်ပြေးလို့ဆိုပြီးတော့စစ်ကောင်စီဒီအောက်ကအဖွဲ့တွေကအသေးအံလိုက်ရှာနေလဲဖြစ်စင်နေလဲရှိတယ်ပါတော့အထက်ကမတင်ပြဘဲနဲ့အောက်မှာအသေးအံလိုက်ရှာနေရမျိုးတွေလည်းရှိတယ်အဲပြီးတော့အဲဒီလိုမျိုးလိုက်ရှာတဲ့အခါမှာသူကအင်အားနည်းနည်းနဲ့မဟုတ်ဘဲနဲ့ပါတော့အင်အားများများနဲ့ခေါ်သွားပြီးမှသွားရဲတဲ့နေရာမျိုးအနေထားမျိုးဖြစ်နေတော့ဒီဥစ္စာတွေကိုကြည့်ပြီးတော့စစ်ကြောင်းတွေပဲထိုးလာတာလားအဲပြီးတော့ဒါတခုခုပဲလုပ်ဖို့ကြိုင်ဖို့ရှိလို့လားဆိုတဲ့ပုံစံမျိုးနဲ့ ရထဲရွာထဲမှာဒေသခံပြည်သူတွေကြားထဲမှာအော်တောင်းနှင်းဖြစ်တာမျိုးကြီးလည်းရှိတယ်ခက်လို့လို့ဖြစ်သွားတဲ့ဟာကြီးလည်းရှိတော့ဗောနော်တကယ်တမ်းတော့သူတို့ဘက်ကလုံးဝကြောက်လန့်တကြားထွက်ပြေးတဲ့လက်နက်ပါသွားတဲ့စစ်သားတွေကိုလိုက်ရှာကြတာဖြစ်တယ်ဗောနော်အဲဥစားကိုလည်းဒါအထက်ကောင်နေသိရင်စော်လို့ရအောင်သိစေခြင်းနဲ့ဗောနော်မျှဝေစေခြင်းနဲ့အဲနောက်တစ်ခုကတော့ဒါ တို့စီမှာရှိတဲ့စိတ်ဓာတ်တွေပါဗျာစိတ်ဓာတ်တွေကအာခတ်တက်တော် AA ကိုတိုက်ရမှာဆိုကနေကသူရဲ့စိတ်ဓာတ်တွေကလုံးဝဟိုးအောင်ဆုံးကိုထိုးကြနေတာဖြစ်တယ်တိုက်လည်းမတိုက်ရဲဘူးကြောက်လန့်တကြားနဲ့ထွက်ပြေးတာမျိုးလည်းလုပ်နေရတယ်အဲပြီးရင်သူရဲ့မိသားစုတွေလည်းမကာကွယ်နိုင်ဘူးအဓိကသူတို့ပြောပါလဲဆိုတော့ကိုကိုကိုလည်းမကာကွယ်နိုင်တော့သူတို့သူရဲ့မိသားစုတွေလည်းမကာကွယ်နိုင်တော့တဲ့အနေအထားဖြစ်လာတာကိုသူတို့အဆင်မပြေတော့အဲကြတော့ဒီနေရာကနေရှောင်ပြေးဖို့အတွက်ပဲသူတို့စူးစမ်းနေကြတယ် ဒါပေမဲ့တခုအကြံပေးချင်တာအဲ့လိုရှောင်ပြေးနေမဲ့စားအခက်တတော် AAC မှာလက်နက်ချတာမျိုးအလင်းဝင်တာမျိုးအလံမျိုးထောင်းတာမျိုးဒါမျိုးပို့ပြီးတော့လှုပ်စေချင်တယ်အခုလိုမျိုးထွက်ပြေးလို့လွတ်မြောက်ရင်တော့တော်သေးတာပေါ့မလွတ်မြောက်ရင်တော့တော်လိုင်းတပ်ဖွဲ့တွေကလည်းဖမ်းတာခံရနိုင်တယ်လို့ဒါစစ်ကောင်စီဘက်ကလည်းပြန်ဖမ်းပြီးတော့ပြန်ပြီးလှုပ်ခိုင်းတာမျိုးတွေကြုံရနိုင်တယ်အပြစ်ပေးရေးယူတာတွေကတော့လှုပ်ချင်မှလှုပ်လိမ့်မယ်ဘာလို့လဲဆိုတော့သူတို့စီမှာလိုအပ်နေတာဖြစ်တဲ့အတွက်တနက်ကင်ခိုင်းရင်တော့ပြန်ပြီးတော့ပဲတိုက်ခိုင်းမှာပေါ့နော်အဲ့ခါကျရင်ဒါဒေါ်လာတက်ဖွဲ့နေကြုံစုံတဲ့ခါကျရင်တော့အချိန်ကြီးကောင်းမှာမဟုတ်ဘူးအဲ့တော့ဒါလေးလည်းအကြံပေးချင်တာပေါ့နော် ါကတော့ဒါအကြောက်ဖြူဘက်ကအခြေအနေနဲ့ပတ်သက်လို့ပေါ့နော်နောက်ဆုံးသိရတဲ့ဟာကိုအဲတင်ပြပေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါနက်ရေကန်ပေါ့နော်နက်ရေကန်ဘက်မှာလည်းတော်တော်လေးအသေးအံဖြစ်နေတဲ့အနေထားနေ့စဉ်နဲ့မျှတိုက်ပွဲတွေရှိတယ်လက်နေကြီးပြစ်ခတ်မှုတွေရှိတယ်နေ့စဉ်နဲ့မျှစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးဒဏ်ရာရဒဏ်ရာရတော်မှကြီးကြီးမားမားဒဏ်ရာရတာမျိုးတွေရှိတာပေါ့နော်အဲကြတော့ trap အဲ့အဲ့ထဲမှာပို့ဆိုးလာပါလဲဆိုတော့ထွက်ပြေးတာတွေများလို့သူတို့ PR တွေနဲ့ရင်ဆိုင်နေရတယ်ရင်ဆိုင်နေရတဲ့သူတွေကသူတို့ရဲ့လောက်ကခေါင်းဆောင်တွေဖြစ်တယ်ပေါ့နော် အဲဒီအောက်ကအဖွဲတွေကကြောက်လန့်တကြားနဲ့ထွက်ပြေးလို့မင်းတို့ဒါလေးတောင်မထိန်နိုင်ဘူးလားဒီလူလေးတောင်မထိန်နိုင်ဘူးလား အဲဒီနေရာတောင်မှကောင်းကောင်းမကုတ်ကဲနိုင်ဘူးလားဆိုတော့အထက်ကဖီအားတွေကိုသူတို့ရင်ဆိုင်နေရတာလေကြာတိရတယ်ဗောနော်အဲဘသူမှအဆင်မပြေတော့ဘူးအဲကောင်ဒီဘက်မှာအလုပ်လုပ်ရတာဘလို့မှအဆင်မပြေတော့ဘူးအဲပြီးရင်အဲ့လိုအမိတ်စီစဉ်မှုစနစ်တွေနှိကွေးလာတယ်အဲနောက်တစ်ခုကမိတ်နာခံမှုတွေအရင်လိုမရှိတော့ဘူးပျောက်ဆုံးလာတယ်ဗောနော်သူတို့အတွင်းထဲမှာစီလုံးညီညွတ်မှုတွေပြိုကွဲလာတယ်ဒါကတော့ဟိုးရင်ထဲရရှိတာပြီးသားဒါပေမဲ့လက်ရှိအခြေအနေမှာသူတို့စီလုံးရမယ်စားပို့ပြီးတော့ပြိုကွဲလာတယ်ပို့များလာနေတယ်ဒါကိုကပဲသူတို့ကြာရှုံးစေမယ်အဓိကအကြောင်းရင်းအချက်လက်တွေဖြစ်လာစေတယ်ဗောနော် ဒါကတော့ဒါကျွန်တော်ရခိုင်ဘက်ကအခြေအနေနဲ့ပတ်သက်လို့ဒါသိရသလောက်လေးပြောပြပေးရဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါစကားစဘက်က drone နေပို့ပြီးတော့သုံးများလာတယ်အသုံးများလာတာကဘုံမှာသူကဘယ်လိုပုံစံမျိုးလုပ်လဲအခုဆိုတရင်နေမှာသူကအရင်တုန်းကလည်းကတော့သူကဒီ drone နေပေးတယ်တရင်တရင်ကိုနှစ်စီးနှစ်စီးပေးတယ်ဗောနော်စစ်ကြောင်းတစ်တစီးစစ်ကြောင်းနှစ်တစီးဒါမျိုးပုံစံမျိုးတွေပေးတယ်ဒါပေမဲ့အဲ့ drone တွေကကြတော့ဒါကင်းထောက်ဖို့အတွက်ပဲဗောနော် scout အတွက်ပဲပေးတာဖြစ်တယ်ဘာမှဒါတိုက်ခိုက်ရေး drone မဟုတ်ဘူးဗောဒါပေမဲ့အခုနောက်ပိုင်းကျတော့ drone ကသူတို့အတွက်လည်း ဒါထိရောက်တဲ့တိုက်ခိုက်မှုမျိုးလှုပ်လာနိုင်တယ်ဆိုတဲ့ဟာကိုသိတဲ့အခါမှာရုရှားတရုတ်ဒီကနေ drone တွေဝယ်ယူပြီးတော့တိုက်ခိုက်ရေး drone ပုံစံမျိုးတွေတရင်တရင်နှစ်စီးနှစ်စီးနဲ့ဖြည့်တင်းနေရမျိုးတွေရှိလာတယ်။နောက်တစ်ခုကတော့တပ်မလိုက် drone တပ်ဖွဲ့တွေဒါသူတို့တွေဖွဲ့စည်းနေတာမျိုးတွေဒါလှုပ်ဆောင်လာတာတွေလှုပ်ဆောင်နေဆိုတာနည်းနည်းကြာပြီ။ဒါပေမဲ့အခုပိုတိုးပြီးတော့သူတို့ဖွဲ့စည်းနေတာမျိုးတွေရှိလာတယ်ပေါ့နော်။အဲရင်ရင်ကသူတို့ရဲ့အဖွဲ့တွေမှာဘာတွေကြုံနေရလဲဆိုတော့ဟိုကျွန်တော်ရှေ့မှာလည်းအဲ့လိုမျိုးကြုံခဲ့ဘူးတယ်ပေါ့နော်။အဲဒါ223က တရင်က IO တယောက်ဆိုရင်ဒီ drone ပြန်ခိုင်းတယ်ပြန်ခိုင်းတဲ့အချိန်မှာ drone ကရာသီဥတုမကောင်းလို့မတက်ချင်ဘူးပြောတော့အတင်းပြန်ခိုင်းတော့ drone ကပြက်ကြပြက်ကြတဲ့အချိန်မှာသူယော်ရယော်ရတော့သူဘလို့ဖြစ်လဲဆိုတော့နောက်ပိုင်းဒီယော်ပြီးတဲ့အချိန်မှာသူတို့လာစာရီမစားဘူး 2NC လည်းလာစာမစားဘူး IO 1လည်းလာစာမစားဘူး၄၅၆လောက်လောက်လာစာမစားဘဲနဲ့နောက်ဆုံးဒီ drone ကိုပြန်ယော်ပြီးတော့ drone ပြန်ဝယ်ပြီးရပြီဆိုတဲ့အချိန်မှာအဲ့တက်ရင်ကိုခိုင်းတဲ့အချိန်မှာသူတို့ကမလုတော့မလုတော့ဆိုတော့တခုခုပြက်တယ်ဆိုရင်သူတို့ယော်ရမှာပေါ့နော်အခုလည်းအဲ့လိုပုံစံမျိုးတွေကြားသိနေရတယ်အဲနောက်တစ်ခုကတော့အဲ့လို drone မောင်းမှုအတွက်ကိုသူတို့အဲတော်တော်လေးအဲပြင်ဆင်နေတာမျိုးတွေတော့ရှိတယ်ဗောနော်အဓိကတင်တန်းပေးတာမျိုးတွေနေပြီးတော့မှဖွင့်တာမျိုးတွေသူတို့လုပ်နေတာရှိတယ်အဲ drone မောင်းမှုအတွက်အခက်အခဲရှိနေတယ်ဆိုတဲ့ဟာမျိုးတွေလည်းကြားသိရတယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာကသူတို့အတွက်လည်းအာသာချက်တစ်ခုပြန်ဖြစ်လာနေတယ်ကျွန်တော်တို့ဘက်ကလည်းဒီဥစ္စာမှာအာသာချက်တစ်ခုအနေနဲ့ပြန်ပြီးတော့အသုံးပြုနေရရှိရောဒီ drone အနေနဲ့ပတ်သက်လို့မြေပြင်မှာရင်ဆိုင်ထိတ်တိုက်တိုက်ပွဲဝင်ရတဲ့အခါမှာ ဲဒီဘက်ကပို့ပြီးတော့အားတောင်းအောင်ဘာတွေလုပ်ကြမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်စဉ်းစားထားတင်တယ်ပေါ့နော်စစ်ကောင်စီဘက်ကကြတော့သူကထောက်ပံ့မှုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူ့ဗန္ဓာကိုအလွဲသုံးစားလုပ်နေတာဖြစ်တဲ့အတွက်သူ့တို့ကထောက်ပံ့မှုကောင်းတာပေါ့နော်နောက်ခုတော့ဒါရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဒါတက်စခန်းနေပေါ့နေရာ9ခုလောက်ကိုတပြိုင်နက်တည်းတိုက်ခိုက်တဲ့သတင်းကောင်းကလည်းဒါအားလုံးသိပြီးသားပေါ့နော်အဲအဖွဲအားလုံးကတပြိုင်နက်တိုက်ခိုက်လိုက်ခြင်းရဲ့အကျိုးကဘာတွေရှိလဲဆိုတဲ့ဟာကိုသိလာပြီးရဲ့နောက်မှာအခုလိုမျိုး တစ်ချိန်နဲ့တစ်ပြိုင်နဲ့ဒါနေရာအများကြီးကိုဝင်ရောက် တက်ခိုက်တာမျိုးတွေပို့ပြီးတော့လှုပ်လာနိုင်တယ်။အဲ့ဒါကစစ်ကောင်စီအတွက်တော်တော်လေးကိုအထိနာစေတယ်။ဘာမှလှုပ်လို့မရဘူး။ဘာမှကာကွယ်လို့မရဘူး။ပြီးတော့ဘသူမှဘသူကိုကူလို့မရဘူးပေါ့နော်။သူလည်းတိုက်ခတ်နေရဖြစ်တဲ့တွေစားနေရကိုတွားကူဖို့လည်းဘလို့မှမဖြစ်နိုင်ဘူး။အဲ့ဥစ္စာက ဘယ်ဟာနဲ့မှကာကွယ်လို့မှမရတဲ့အရာပေါ့နော်အဲဥစ္စာကိုဒါနောက်ပိုင်းနေမှာလည်းဆက်ပြီးတော့လှုပ်ဆောင်နိုင်မယ်ဆိုရင်အောင်မြင်မှုတွေကအခုလိုမျိုးပဲအကျိုးမြတ်ကြီးကြီးရလိမ့်မယ်ပေါ့နော်ပြီးတော့အဲ့ဘက်ချမ်းမှာရှိတဲ့တက်တွေဆိုတာကဒါရုံးတွေနေခဲ့ဘူးတော့ဒီစားကား6တို့ဆိုတာဒါနေပြီးတော့တိုင်းရန်တက်မှဖြစ်တဲ့အတွက်သူကလုံချိုရင်းလောက်ပဲလောက်ရတယ်ဟုတ်ရင်တော့ဆိုရထားလမ်းလုံချိုရင်းလောက်ရတယ်ပြီးရင်နေပြီးတော့တော်လန်ဘရိတ်ရှောက်တဲ့ဒါကိုဒါသူကလုံချိုရင်းယူပေးရတယ်နေပြီးတော့ရဲ့ဒါအတွင်းအဲအပြင်အဝေးဒီလိုမျိုးစီးတွေမှာသူကလုံချွေးတောင်ဝင်ယူရစစ်တိုက် တက်တဲ့တက်မျိုးတွေမဟုတ်ဘူးညာပြောရမှာဆိုရင်လုံကျွေးရင်ပဲယူခဲ့ရဘူးလေတက်တယ်ပြီးတော့ owner ဂျိုးကန်းနေများတယ်ပြီးရင်အဲ့တက်တွေမှာဆိုရင်အချိန်ပိုတော့သူကအရက်တောက်တဲ့လူအရန်များများကြတော့ဒါတခုခုဆိုရင်မလုံနိုင်မကင်နိုင်တဲ့ကောင်တွေများတာပေါ့နော်အဲ့ကြအဲ့လိုမျိုးတက်တွေဖြစ်တဲ့အတွက်ကျွန်တော်ကအမြဲတမ်းဦးရားနေရပါတော့ဒီတက်တွေဝင်ကျုံးစီနေတယ်ဆိုရင်အခုတော့ဒါဒါကျွန်တော်စူတောင်းနေပြည့်တယ်ပေါ့ဗျာအဓိကတော့ဒေါ်လိုင်းတက်ဖွဲ့တွေကတကယ်ကိုကျွန်တော်တို့ကြကဲနဲ့ဒါလုံးဝအားကျုံမှန်တဲ့နဲ့တပြိုင်တည်းထဲလှုပ်ဆောင်တဲ့ဟာတွေကိုမြင်ရတော့ကျွန်တော်တို့ဝမ်းသာရတယ်ပေါ့နော်နောက်တစ်ခါတော့ဒါ မင်းအောင်လိုင်ရဲ့အချက်မရှိတဲ့ဟာပေါ့နော်အဲ့ဒါကတော့ဒါနေပြီးတော့မှပြုလုပ်တဲ့ညီငယ်ဖိုရမ်မှာမင်းအောင်လိုင်ကဒါ NLD အစိုးရနဲ့ဒါလွတ်တော်ကဥပဒေနဲ့မညီတဲ့ပြောဆိုမှုတွေပြဋ္ဌာန်းမှုတွေကြောင်းမလို့ပေါ့နော်ဒီလိုမျိုးတွေလှုပ်ခဲလို့လက်ရှိတိုင်းပြည်ရဲ့အခြေအနေကဒီလိုဖြစ်လာတာဆိုတဲ့ပုံစံမျိုးလွှတ်ချလွှတ်ချအဲနောက်တစ်ခုကထပ်ပြီးတော့ပြောတာဒီတိုင်းသားလက်လက်ကိုင်အဖွဲ့အစည်းနဲ့ PDF တွေပေါ့နော် လက်နက်စွန့်ဖို့ဆိုပြီးတော့ပြောတာရှိလာတယ်။ပြီးရင်ဒါတိုင်းရင်းသားပြည်သူအားလုံးညီညွတ်မျှတရေးလူမှုစည်းဝေးဘဝလုံခြုံရေးအာမခံချက်ရရှိရေးတို့ကသာအဓိကဖြစ်ကြောင်းဆိုပြီးတော့ဒါသူပြောလာတာရှိတယ်ပေါ့နော်။ဒါကြောင့်တပြားဟောင်းကြီးပါအဲပြီးတော့သူ့ရဲ့အယူဆပါလဲဆိုတော့အခုရက်တွေထဲမှာသူစစ်ကြောင်းထိုးတာတွေပို့ပြီးတော့လှုပ်လာတယ်အင်အားဖြည့်တင်းတာတွေလှုပ်တယ်အဲပြီးတော့ဘုံကျဲတိုက်ခိုက်တာမျိုးတွေအများပြားလှုပ်တယ်ပေါ့နော်။လုတ်ပြည့်တဲ့အချိန်မှာသူကဒီစကားပြောရင်တော့ဒီဘက်ကအဖွဲတွေကသဘောတူလက်ခံကောင်းရဲဆိုပြီးတော့တွေးတာမျိုးလဲပါကောင်းပါနိုင်တယ်ဗောနော် ဘာလို့လဲဆိုတော့အခုနောက်ပိုင်းမှာသူပြောရတဲ့အထက်မှာ PDF တက်ဖွဲ့တွေဆိုတဲ့ဟာကမကြားချင်မှအဆုံးဖြစ်လာတယ်။ဒါဟာလည်းကျွန်တော်တို့ရဲ့အောင်မြင်မှုပဲပေါ့နော်။အရင်တော့ဆိုရင်ဒါ PDF တက်ဖွဲ့တွေကသူအကြမ်းဖက်လို့ပဲကြီးညာထားတာပေါ့နော်။အဲပြီးရင်ဒီလိုမျိုးစာထဲမှာထည့်ပြီးတော့မပြောဘူးမရေးဘူးပေါ့နော်။အဲအခုကျတော့အဲ့လိုမဟုတ်ဖ ೇನೆ ဒီတက်ဖွဲ့တွေရဲ့အင်အားဒီတက်ဖွဲ့တွေရဲ့လှုပ်ဆောင်နိုင်စွမ်းဒီတက်ဖွဲ့တွေကဘလောက်ထိသူ့ကိုနှိပ်စက်နေပြီလဲဆိုတာကိုသိလာတဲ့နောက်မှာဒီ PDF ဆိုတဲ့နာမည်ကိုလည်းတွင်တွင်သုံးရတာပဲပေါ့နော်။ အဲအဲ့တော့ဒီတိုင်းရင်းသားတော်လိုင်းတပ်ဖွဲ့တွေနဲ့ PDF တွေလက်နက်စုံမှုဆိုပြီးတော့ပြောလာတဲ့ဟာကလည်းရည်စရာတော့ကောင်းတာပေါ့နော်အဲ तू မတိလိုက်တာက तू အခုလိုမျိုးရဲဆက်ဆက်လုံပါတယ်ဆိုတော့လုံရက်တွေအကုန်လုံးက तू မလိုချင်ဆုံးအခြေအနေတစ်ခုပဲပြန်ပြီးတော့တွန်းပို့လိမ့်မယ်ဆိုတော့ဟာကို तू သိချနားမလဲတာပေါ့နော်အဓိကတော့ငါဒီလိုလုံပြလိုက်ရင်ငါဒီလိုမျိုးပြိနေပြလိုက်ရင်ဟိုဘက်ကကြောက်လန့်ပြီးတော့ငါပြောတဲ့စကားကိုနားထောင်ပါပဲဆိုတော့အတွေ့အမျိုးနဲ့ तू တွေးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ तू လှုပ်ခဲတဲ့အလုပ် သူရွေးချယ်ခဲ့တဲ့လမ်းကိုသူများကြောင့်ဆိုပြီးတော့ထိုးချတဲ့ဟာကြီးကလည်းတော်တော်ဆိုးတယ်ပေါ့နော်ဒီလွတ်တော်နဲ့ဒီ NLD အစိုးရနဲ့ကဒါမဖြစ်သင့်တဲ့ဟာတွေမလုပ်သင့်တဲ့ဟာတွေလုပ်ခဲ့လို့ဒီချိန်နေဒီရောက်တယ်ဆိုပြီးတော့ပြောတာသူကိုယ်တိုင်ကဒီဥစ္စာတွေကိုလုပ်ခဲ့လို့ဒီနေရာကိုရောက်တယ်ဆိုတာမျိုးဘယ်တော့မှဝန်မခံဘူးအဲ့ဒါသူမှမဟုတ်ဘူးသူ့အောက်ကဒီလုံးဝပေါ့နော်ဟိုကျွန်တပေါက်တရားစအဲ့လိုပုံစံမျိုး ဘာပြောလဲဆိုတာအမြဲတမ်းမှာလုံးဝမဲလိန်ခဲလို့မဲခိုးခဲလို့ဒီလိုမျိုးလှုပ်ခဲတာဒီလိုမျိုးရွေးချယ်ခဲတာဒီလိုမျိုးလှုပ်ရတာဒီလိုမျိုးဝင်ထိန်ရတာဆိုတဲ့ပုံစံမျိုးပဲအခုထိအတန်ကောင်းဟင်းနေတော့အဲပြီးရင်ဒါအမြဲတမ်းမှာပြောတယ်အာနာသိမ့်တာမဟုတ်ဘူးအာနာထိန်တာဆိုပြောနေရတာဒါဗီဒီယိုတခုကျွန်တော်တင်လိုက်သေးရောနော်အစ်စ်အစ်စ်ပြန်လုပ်ပေးပါဆိုပြအဲ့လိုပုံစံမျိုးအဲ့တော့အဲ့ဘက်ရက်ကွက်ကကောင်းနေရတော့ထားလိုက်တော့အရှက်မရှိတဲ့ကောင်းနေပါနော်အဲ့တော့တို့ကတော့ပြောချင်အောင်ပြောမှာပဲတို့လှုပ်ချင်အောင်လှုပ်မှာပဲဒါပေမဲ့တခုဂယုဆိုက်ရမှာကပုံပုံပြီးတော့ယုံမှလာတယ် ရိုင်းဆိုင်လာတယ်မရိုင်းလာတာဖြစ်တဲ့အတွက်ပေါ့နော်ဒေသခံပြည်သူတွေအနေနဲ့ရောဒါဒေါ်လိုင်းတပ်ဖွဲ့အနေနဲ့ရောပို့ပို့ပြီးတော့ဂရုစိုက်ကြစေခြင်းနဲ့ဒီထက်လုံနိုင်တဲ့အပိုင်းတွေမှာလည်းပို့ပြီးတော့ပါဝင်ကြစေခြင်းနဲ့အခုဆိုရင်ဒါကြည့်သူတို့ဘလောက်တောင်မှရုပ်ပေါက်လဲဆိုတော့နေပြည်တော်မှာရွေးကောက်ပွဲအောင်နိုင်ဖို့ပေါ့နော်စူးစမ်းကြပါဆိုပြီးတော့ဒါကြံ့ခိုင်းနေတဲ့ဖွံ့ဖြိုးရေးကြံ့ဖို့ပေါ့နော်အဲ့ဒါဒူကောင်းဆောင်ကပြောတယ်တပ်ဖွဲ့လည်းပြိုင်ပြီးတော့သူကရှုံးမှကြောက်အဲ့လိုပုံစံမျိုးနေမြင်ရတွေ့ရတယ်ဒီကောင်းနေဘလောက်ထိရုပ်ပေါက်တယ်လဲဒီကောင်းနေဘလောက်ထိအုံနောက်မရှိတယ်လဲဆိုတဲ့ဟာကိုလည်း သိစေချင်တယ်ဗောနော်ဘလိုပဲဖြစ်ဖြစ်ဒီကောင်းနေဒီလိုမျိုးအခြေအနေနဲ့တိုင်းပြည်ကိုမတရားအုပ်ချုပ်နေတာလက်ခံနိုင်ကြအကြောင်းမရှိဘူးအဲ့တော့ဒီကောင်းနေမရှိမှပဲဒီတိုင်းပြည်ဒိုးတက်မယ်ဒီတိုင်းပြည်လွတ်မြောက်မယ်ဗောနော်အဲ့တော့ကြောင့်ဘလိုပဲဖြစ်ကျွန်တော်တက်နိုင်တဲ့အပိုင်းတွေမှာလှုပ်ဆောင်ကြပါစို့လို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်